အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကတော့ Starling ဖြစ်ပါတယ်ကျမအခုဖတ်ပြမယ်ဆောင်းပါးလေးကတော့စာရေးဆရာဆရာဟန်ဆိုင်စီမံရေးသားထားတဲ့မြန်မာလေးတို့ပေးစာများဆိုတဲ့စာအုပ်ထဲမှာပါတဲ့ဆောင်းပါးချမ်းမြေလေးတွေကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်မြန်မာလေးတို့16နှလုံးသားတွေကပန်းနိုင်မြန်မာလေးမြန်မာလေးရှောက်ခဲ့တဲ့လမ်းမြန်မာလေးလှုပ်ခဲ့တဲ့အရာတွေအတွက် ဘယ်တော့မှနောင်တရမနေပါနဲ့အတိတ်ဆိုတာပြင်ဆင်လို့ရတဲ့အရာမှမဟုတ်တာအတိတ်ကိုတွေးပြီးအတိတ်ကအရေးဆိုးမှလောင်းရိပ်မိနေတဲ့သူဟာ တော်တော်လေးကိုပေါ်ချောင်ချောင်နိုင်လာပါတယ်အတိတ်ကနေသင်ငန်းစာတွေယူခဲ့ပါ အတိတ်ကအမှားမျိုးမဖြစ်အောင်စူးစမ်းနေနိုင်ဖို့ပဲဒိုတာပါအတိတ်ကအမှားတွေဒို့မဟုတ်မြမလေးရဲ့အကြောင်းတွေကို နောက်ွယ်မှာ အပုတ်ချနေတာကိုတကူးတက လိုက်လံဖြည့်ရှင်းမှုအချိန်တစ်စက္ကန့်လေးမှ မကုန်စေပါနဲ့ညီမလေးဖြည့်ရှင်းနေဖို့လည်းမလိုအပ်ပါဘူးလူတယောက်ဟာပြစ်စုံပံမှာဘာလုံးနေတယ်လဲမကြည့်ပဲအတိတ်ကအကြောင်းအရာတွေနဲ့ဇကနာထိုးနေတဲ့လူဟာစိတ်ထားအလုံးကိုသေးသိမ့်ညံဖျင်းနေလိုပါပဲလူဘဝဆိုတာတူတူလေးပါညီမလေးညီမလေးရဲ့လမ်းကို ညီမလေးပါတာရှောက်ပါညီမလေးရဲ့တမိုင်းကိုညီမလေးပါတာရေးပါညီမလေးရှောက်လှမ်းမဲ့လမ်းပေါ်ကစုခလုတ်တွေတက်နေမနေပဲအေးဆေးစွာကြော်ပြီးတော့သွားပါညီမလေးရဲ့ပျော်ရွှင်မှုဟာညီမလေးစီမာပါပဲညီမလေးရဲ့ပန်းနိုင်ဟာညီမလေးရဲ့နှလုံးသားစီမာပါပဲညီမလေးတို့စက်ခွန်ပရာဟိတစေတအခုတလော ပရာဟိတလုပ်တဲ့ပုံတွေရိုက်ပြီးလူမှုကွန်ရက်တွေပေါ့တင်ကြတယ်။လူအများကြီးသိအောင် Facebook ကိုပတ်စံပေးစပွန်ဆာလုပ်က friend လည်းမဟုတ် page ကို like လုပ်ထားသည် ဖြစ်စေ like မလုပ်ထားသည် ဖြစ်စေတခြားသူရဲ့ Facebook ပေါ်ပေါ်အောင်လှုပ်လာကြရတဲ့အဲ့ဒါကိုကိုကြီးကဘလို့မြင်လဲတဲ့ငါညမလေးကမေးလာတော့ကိုကြီးရဲ့အတွေ့အကြုံကိုပြောပြမယ်နော် တကြံတွင်းမှာမုံွေလိုက်ဝီနေတဲ့မင်းသားအိမ်သာစီးတဲ့မင်းသမီးရေဘေးငလင်ဘေးမှာစားစရာတွေအတုံးဆောင်တွေ လိုက်ဝီကဓာတ်ပုံတွေရိုက် Facebook ပေါ်ပြန်တင်တဲ့သူတွေတချို့ကအခြားသူတွေကိုပါ သူတို့လိုပရာဟိတလှုပ်စေခြင်းနဲ့စေတနာတူရန်စေခြင်းနဲ့စေတနာနဲ့တင်ချတယ်တချို့ကတော့တမင်နမယ်ကြီးအောင်လှုပ်လာကြတယ် တချို့ကလူအထင်ကြီးအောင်လှုပ်လာကြတယ်။ကိုကြီးအနေနဲ့သူတို့ကိုမတော်တဆအပြစ်မြင်မိလေတိုင်းကိုကြီးကိုကိုကြီးမေကွန်းလေးတွေမေးကြည့်ရင်။ငါသူတို့လိုအချင်းကုန်ခံပြီးဒုက္ခတွေရစီသွားနိုင်လို့လား။ငါသူတို့လိုပတ်စံသုံးပြီးလှူနိုင်လို့လား။ငါသူတို့လိုဘုန်းကြီးเจ้าကကုရီတွေကိုတန်ရှင်းရေးလှုပ်ဖို့လို့လား။ သူတို့လိုလူအားအချိန်အားငွေအားတွေပုံဩဘူးလို့လားလမ်းဘေးကအဖွားတွေမပြောနဲ့ငါအဖွားတွေအန်တီရေကိုတောင်လူစိတ်အောင်ခောက်ဆွဲကြော်ဝေဘူးလို့လားအဲ့ဒီလိုတွေးမိတိုင်းရှင်ယွမိရပါတယ်ညီမလေးဒါကြောင့်ဘာကြောင့်မဲပရဟိတလုံးလုံးလုတ်တဲ့သူတွေကိုချီချူးမိပါတယ်တာရုခေါ်မိပါတယ်ဘာပဲဖြစ်ဖြစ်သူတို့အဲ့ဒီလိုလုတ်ဖို့အချိန်ကုန်မယ်ငွေတွေကုန်မယ် လူပင်မမ်းမယ်ပရာဟိတလုတ်တဲ့လူတွေကိုဘေးကထိုင်းပြီးအပြစ်ပြောနေတဲ့သူတွေထက်ပရာဟိတလုတ်နေတဲ့သူကို ပိုးပြီးလေးစားပါတယ်ခင်မင်ပါတယ်ညီမလေးတို့18မိသားစုကိုချစ်မြတ်လို့ပါညီမလေးရေညီမလေးရဲ့အကြောင်းကိုစုံစမ်းပြီးတရင်ဖြတ်နေတဲ့လူတွေကိုဂယုစိုက်မနေပါနဲ့သူတို့မှအချိန်တွေပေါ်နေလို့နေမှာပါ အဲ့ဒီလူတွေအကြောင်းပြန်ပြီးစုံစမ်းတာပြောနေတာတွေလုံးမဲ့အစားကိုမိသားစုရဲ့အကြောင်းသာစိတ်ဝင်စားပါညီမလေးကိုမိသားစုအကြောင်းကိုဂါဂါနာနာတိအောင်စူးစားပြီးလိုအပ်ချက်တွေဖြည့်ဆည်းပေးတာနှွေးထွေးတဲ့အကျဉ်းသားတွေမျှဝေပေးတာကမှတာယာပျော်ရွှင်ပွဲကောင်းတဲ့မိသားစုလေးဖြစ်လာအောင်ပဲအချိန်ကုန်ရတာလဲတတ်မိုးရှိအောင်ပဲညီမလေးညီမလေးတို့19ကိုချင်းစာတရား ညီမလေးအခြားလူတွေနဲ့ပေါင်းတင်ဆက်ဆံရတဲ့အခါသူ့နေရာမှာငါဆိုရင်ဆိုရဲကိုချင်းစာတရားလက်ကင်ထားပြီးနေ့ရက်တိုင်းမှာကုသိုလ်တရားတိုးပွားအောင် နေထိုင်မှာအခြားသူတွေရဲ့အချင်းစရိုက်တွေကိုမနစ်ချိုက်မိတဲ့အခါသူတို့ကြောင့်ညီမလေးစိတ်အနှောက်အယှက်ဖြစ်ရတဲ့အခါသူမငါမဟုတ်တာဆိုတဲ့အတိတ်ကလေးကဲလို့တရိထားကအကူတူမဖြစ်အောင် နေထိုင်လိုက်ပါညီမလေးတို့20စောင့်ထင်းရမယ့်အပြုတ်အမူညီမလေးငယ်စဉ်ကတည်းကနေအခုချိန်ထိလူတော်တော်များများရဲ့တွေးဆုံပေါင်းသင်ခဲ့ရပြီနော်အဲ့ဒီလူတွေရဲ့အပြုတ်မူတွေထဲမှာညီမလေးကိုစိတ်အနှောက်အယှက်ဖြစ်စေတဲ့အပြုတ်မူတွေညီမလေးမကြိုက်တဲ့အနေအထိုင်းတွေအားလုံးစာရွက်ပေါ်မှာချရေးလိုက်ပါအဲ့ဒီနောက် အဲ့ဒီအပြုမူတွေကိုညီမလေးကိုယ်တိုင်မလုံးမိအောင်စင်ချင်နေထိုင်မှာအဲ့ဒါဆိုရင်ညီမလေးနေနဲ့ညီမလေးနဲ့ပတ်ဝန်းကျင်မှာများသောအဖြစ်အဆင်ပြေနေမှာပါညီမလေးတို့20လှုပ်တင်တာကိုလှုပ်ပါညီမလေးရေအခြားသူတွေကိုညီမလေးရဲ့အကြောင်းတွေဟုတ်တာရော မဟုတ်မမှန်တာရော ပြောဆိုနေကြတာညီမလေးပြန်ကြရလို့ စိတ်ဆိုးဒေါသထွက်နေရတယ်ဆိုညီမလေးငယ်ငယ်တုန်းကကိုကြီးပြောပြဘူးတဲ့ပုံမြင်တွေကိုပြန်ပြောပြရမှာပါပဲတခါတုန်းကပေါ့တားဖနှစ်ယောက်ကမြင်းတကောင်ကိုအတူတူစီးပြီးခရီးထွက်ခဲ့ကြတဲ့ရွာတရွာကိုအဖြတ်မှာလူတယောက်ကတားဖနှစ်ယောက်ကြားအောင် အတန်ချေချေနဲ့သူတို့နှစ်ယောက်စီးတာနဲ့ဒီမြင်းလေးတော့သေတော့မှာပဲလူဖြစ်ပြီးစာနာစိတ်ကိုမရှိဘူး တရိတ်ဆန်ကိုနှိမ့်ဆက်နေတာလို့ပြောတဲ့အဲ့ဒီအခါဖခင်ဖြစ်သူကမြင်းပေါ်ကနေဆင်းနေတားကိုမြင်းပေါ်တင်မြင်းပေါ်အော်ကိုဆွဲပြီးခြေချင်းပဲလမ်းလျှောက်လာရောနောက်တွေရောက်တော့လူတယောက်ကတားဖားနှစ်ယောက်နဲ့မြင်းကိုကြည့်ပြီးတားဆိုးတားမိုက်အဖေအိုးကတော့အောက်ကနေလမ်းလျှောက်နေရတယ်သူကတော့မြင်းပေါ်မှာအခန်းသားထိုင်နေလိုက်နိုင်တယ်ငွေရချိုးမနဲ့တက်တာလို့ပြောတဲ့ ဲ့ဒီစကားကိုကြားတဲ့အခါတားဖြစ်သူက မြင်းမော်ကဆင်းပြီးဖခင်ကိုစီးခိုင်းကခရီးထက်ထွက်ခဲ့ကြတဲ့အဲ့ဒီလိုနဲ့နောက်ထပ်ရွာတရာရောက်လာတော့လူတယောက်ကကြည်စမ်းမအောင်ဖေအေတဲ့ဗျာမိဘမေတ္တာဆိုတာဘာလဲကလေးကိုလမ်းလျှောက်ခိုင်းပြီးသူကကြ မြင်းမော်ကနေတက်လိုက်နေတာအဲ့လိုပြောလိုက်တဲ့အခါတားဖာနေအောင်စနုံးကခြေချင်းပဲလျှောက်လာကြတဲ့နောက်ထပ်ရွာတရာရောက်တော့သူတွေက သူတို့သားအဖကိုလှောင်ပြုံးနေနဲ့ဝိုင်းကြည့်ကြပြန်နဲ့လူတယောက်ကကြည်စမ်းမအောင်ကွာဒီလူတယောက်ကအယူပဲမြင်းပါရဲ့သားနဲ့မစည်းကြဘူးလို့ပြောကြတယ်အဲ့လိုနဲ့သားဖနှစ်ယောက်လဲလိုရခီးကို အချိန်မီမရောက်ကြတော့ဘူးပေါ့အဲ့ဒီပုံမြင်လေးလို့ပဲညီမလေးရေလူအချို့ကညီမလေးကောင်းတာလုပ်တည်ဖြစ်စေစိုးတာလုပ်တည်ဖြစ်စေရှာချန်ပြီးတော့အပြစ်ပြောနေမှာပါပဲ။ လူများစုကချီကျူးစရာကိစ္စဆိုရင်ဗဇက်ပိတ်နေပြီးဝေဖန်ကဲ့ရဲ့စရာကိစ္စတွေဆိုအာရဝန်တာဖြန့်ဝေတတ်တာတဘာဝပဲလေထို့တူပဲအခြားသူတွေရဲ့အကြောင်းတွေကိုကြွယ်ရမှာပြောထက်ကြတာလူညံ့လူပြင်းတွေရဲ့မွေးရပါပြီစပဲလိုက်ပြီးခံစားမနေပါနဲ့ဂယုမဆိုင်တဲ့ပတ်ဝန်းကျင်ဆိုရင် လုံးဝကိုလှဲ့ကြည့်မနေပါနဲ့တော့သူတို့ရဲ့အပြောတွေကိုခံစားပြီးတတ်မှုရှိတဲ့အချိန်တွေ အကုန်မခံပါနဲ့လုံးတင်တာလို့ကိုလုံးခဲ့တဲ့အရာတွေအတွက်နောင်တမရဖို့တိတ်ခါရှိရှိနဲ့နောက်ကျောလုံဖို့ပဲလိုအပ်ပါတယ်ဟုတ်ကဲ့ပါ အခုလို့စာရေးဆရာဆရာဟန်ဆိုင်စိမန်ရေးတာတဲ့ညီမလေးတို့ပေးစာများဆိုရဲစောက်ထဲမှာပါတယ်စောင်းပါအကြောင်းအရာလေးတွေကိုအစာအဆုံးနားဆင်ခဲ့ကြတဲ့ပရိသတ်တို့တယောက်ချင်းစီအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရရှင် ကျမကတော့ Starling ပဲဖြစ်ပါတယ်